မင်္ဂလာပါဆရာတော်ဘက်မှာဆရာဒီနေ့ TV တော်မှာတော့ complex number တစ်ခုကို general form ကနေပြီးတော့ order pair form ကိုဘယ်လိုပြောင်းလဲဆိုတော့ဆရာပြောမယ်ပေါ့နော်ဆိုတော့ပြီးရင်နောက်ပို့စာတွေပါမယ်ဆိုတော့အဲကြည့်ရှုသူအတွက်လည်းကိုယ်တိုင်တွက်လို့ရမယ်ပို့စာတွေပို့လဲဆရာထည့်ပေးထားတယ် okay အဲ့တော့ဆရာတို့က DV တို့မတိုင်ခင်မှာရှေ့မှာဆရာတို့ imaginary unit တို့ပါတို့ဒီ complex number ရဲ့တမိုင်းအကျဉ်းတို့เนาะဘယ်မှာသုံးချလဲဆိုတော့ video တွေဆရာရှိတယ်အဲ့ဒါတွေဇက်တိုက်ကြည့်ပြီးတော့မှ ဒီဗီဒီယိုကိုကြည့်ရဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်နော်ဆိုတော့ကဲဒါဆိုဆရာတို့ကစအောင်ဟုတ်ပြီ general form ကို order pair form မပြောင်းသေးခင်မှာ complex number တွေကိုဘယ်လိုနည်းတွေနဲ့ပေါ်ပြလို့ရလဲဆိုတော့အရင်ဆုံးဆရာကိုကြည့်ကြည့်မယ်နော်အဓိကကတော့ဘာလို့ဆိုတော့ complex number တွေကိုပေါ်ပြနိုင်တဲ့နည်းလမ်းတော့၅နည်းရှိတယ်ပထမနည်းကဘာလို့ဆိုတော့ general form ဒါရေဘူးอ่ะဗောနော်ဒါအမြင်တမ်းဆရာက complex number တွေကိုမြင်ရလေးရှိတယ် form ပုံစံဗော z = x + y ဆိုတဲ့ပုံစံ နောက်တစ်ခုနောက်တစ်ခုကကြတော့ order pair form order pair form ကကြတော့ x, y ဒီ complex number ရဲ့တနေရာကိုပြတာပေါ့ဘယ်နေရာမှာရှိနေလဲဆိုတာပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့အခုဒီဗီဒီယိုကပါလဲဆိုအဲ့ general form နေပြီး order pair form ကိုဘယ်လိုပြောလဲအဲတော့မြန်ပြန်ပြောရင် order pair form နေပြီးတော့ general form ဘယ်လိုပြန်ပြောအောင်လဲအပြန်အလှန်အားဖြင့်ပေါ့နော်အဲ့ဒါကိုဒီဗီဒီယိုမှာအဲလေ့လာအောင်မှာဖြစ်တာပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ trigonometric form အဲ့တော့ r cos ia cos ia plus i sin ဒီဒါ a level ပဲဖြစ်ဖြစ်12တန်းမှာဖြစ်ဖြစ်ဒါပါလိမ့်မယ်နော်အဲပြီးတော့နောက်တစ်ခု polar form r cos ma theta ဆိုတဲ့ပုံစံဒါလည်းပါလိမ့်မယ်အဲဒါပေမဲ့နောက်ဆုံးဒီ exponential form ကတော့ r e to the power i theta လေးကိုတော့ဆရာတို့ a level မှာပဲဆရာတို့မြင်ရတယ်နော်ဒါဆိုရင်ဆရာတို့ဒီဟာနဲ့ပတ်သက်ပြီးတော့တစ်ချက် complex number ကို general ကနေပြီးတော့ order bell form လို့ပြောလဲကြည့်မယ် ဲ့လိုမကြည့်သေးခင်မှာဘာကိုအရင်ဆုံးသိဖို့လိုလဲဆိုတော့ဒါ real isaacs တာယောင်နဲ့ဆရာဆွဲလိုက်တာဆရာအယောင်ခွဲဆွဲထားတယ်ဆိုတော့အရှိမဆရာမိတ်ဆက်ခဲ့တဲ့ video တွေပါ video တွေလိုပဲဒီဒီဒီ complex number တွေဖြစ်ပေါ်လာတဲ့တမိုင်းတွေမှာ ပြန်ကြည့်မယ်အသုံးချတဲ့အဲဘလူးနီယာတွေမှာအသုံးချဆိုတာကိစ္စကိုပြန်ကြည့်မယ်ဆိုရင် तू က periodic CD ဖြစ်တယ် wave form တွေဖြစ်တယ် wave form တွေဖြစ်တယ် तू ဒီလိုမျိုးတပတ်လေတဲ့ကိစ္စတွေရှိတယ်အဲ့လိုကိစ္စတွေဒီမှာဒီ imaginary unit ဆိုတာဒါပေါ်လာတာပေါ့ image unit ဆိုတာပေါ်လာတဲ့တပတ်လေဆိုတာ down နေပေါ် down နေပေါ်လာရင် real နဲ့ down မှန်ကျသွားတဲ့ line က imaginary line ဖြစ်တယ်လို့ဆရာတို့ကဒါအတိတ်ပဲသတ်မှတ်ပြီးစဉ်းစားလိုက်တဲ့အခါမှာတကယ်လက်တွေ့ဘဝပုံစံတွေအများကြီးကိုဆရာတို့ဖြည့်ရှင်းနိုင်သွားတယ်။နော်အရင်အကျိုးဖြစ်ထွန်းသွားတယ်။ဆိုတော့ okay အဲ့တော့ဒီ real နဲ့ down မှန်ကျတဲ့ line က imaginary ethics ဆိုတော့သူ့ကိုနာမည်လေးတွေပေးထားတယ် i 2i 3i 4i စသဖြင့်ပေါ့နော် negative i negative 2i negative 3i negative 4i ဒါဆရာတို့ real asics imaginary asics ဘာမှမလုပ်သေးခင်ဒါကိုသိထားမှာဟုတ်ပြီအဲ့ဒါကိုဆရာတို့က point အနေနဲ့ဆရာတို့ကပေါ်ပြမယ်ဆိုရင်အမှဆိုတော့အပြာရောင်လိုင်းမှာ1 2 3ရှိနေတဲ့ဟာက1.0 2.0ပေါ့အဲ imaginary မှာကြတော့အဲ့လိုမျိုး negative 0, negative 1i 0, negative 2i ဒါမှမဟုတ် 0, 1i 0, 2i လို့မရေးတော့ဘူးဒီလိုရေးတယ်နော်အဲ့ဒီ i နေမပါတော့ဘူးနော် i နေမပါတော့ဘဲနဲ့သူ့ကို xy cartesian coordinate plane မှာ geometry နီးရကြည့်မယ်ဆိုရင် 0, 1ဆိုတာဒီ imaginary axis ပေါ်မှာရှိတဲ့နော် ဟိုတယူနစ်မှာရှိတဲ့နေရာကိုပြောတာနာဒီနေရာကိုပြတာပြောမယ်ဆိုရင် 2i ဆိုတဲ့နေရာဘယ်မှာရှိရဆိုတော့0.2ဆိုတဲ့နေရာမှာရှိရဆိုတော့ဆရာတို့ပြတာနော်အဲ့တော့ဆရာတို့ဒီ coordinate ပြမယ်ဆိုရင်ဒီလိုပြရမယ်ထက်ရှင်းသွားအောင်လို့ဆရာတို့ဂျားဂျားထွက်လိုက်မယ်ဒါဆိုရင်ဒါဆိုရင်ဆရာတို့ရှင်းတယ်2.3အဲ့2.3ဆိုတာ reader mode 2နဲ့ imaginary 3i နှစ်ခုပေါင်းထားတဲ့နေရာ2 3i ဒါတော့ပြောတာ2 bus 3 i ကဆရာတို့ general form အဲ့တော့ order pair form ရေးလိုက်တော့2.3ဖြစ်သွားတယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီမှာ तू อ่ะသူ့ရဲ့ position ကိုပြောတဲ့အခါကြာတော့ဒီသူတို့နှစ်ခုစုံတဲ့နေရာ real နဲ့ imaginary စုံတဲ့0.0ကနေပီရှိနေတဲ့နေရာရဲ့အကွာဝေးကို အဖြောင်းလှမ်းတိုက်လိုက်တယ်ဆိုရင်ဘယ်တော့လဲသိကြည် Pythagoras ပဲဆရာတို့သုံးရတာပေါ့တနည်းအားဖြင့် modulus of z ကိုဆရာတို့ square of x square y square နဲ့ဆရာတို့တွက်တယ် x က2 unit y က3 unit စားထိုးကြီးတွက်လိုက် square of 13ထွက်လာတာပေါ့ဒါဆရာကြိုပြောပါတာနောက်ပိုင်းလဲဆရာဒါတွေကိုပြောရမှာနော်ဆိုတော့ဒါလေးကိုဆရာတို့ကတီးထားဖို့လိုတယ်ပြီးတော့နောက်တစ်ခုကအဲ့ဒီသူ့ရဲ့ position ကိုဆရာပြောလိုက်တယ်ဆိုလို့ရှိရင် तू อ่ะလှည့်တယ်လေတယ်လို့ပြောလိုက် angle တခုထွက်လာတယ်အဲ့ဒါဆိုအဲ့ဒါကြောင့်မို့ဆိုရတော့ခုန trigonometric form တို့နော် polar form တို့ဆိုတာတွေက form တစ်ခုကနေတစ်ခုကိုလေ complex term မှာအပြန်အလှန်ဘယ်တစ်ခုကနေဘယ်တစ်ခုဘယ်လိုပဲဖြစ်ဖြစ်ပြောင်းလို့ရတယ်နော်အဲ့အဲ့ဒါအဲ့ပြောင်းနည်းလေးတွေလည်းဆရာတို့ကသိတာလို့လို့ရတယ်အခုဒီ video ရဲ့ပြောင်းနည်းကတော့ general form နဲ့ ordinary form ordinary form နဲ့ general form ဟုတ်ပြီနော်ကဲနည်းနည်းလေးဆရာတို့ဒါလေးကိုဆက်ပြီးတော့စဉ်းစားကြည့်အောင် အဲ့တော့ဘာကိုစဉ်းစားလဲဆိုတော့ဒါ complex number တစ်လုံးနောက်ထပ် complex number တစ်လုံးကိုဆီကနေရာချလိုက်မယ်ဒါသူ့ရဲ့ position ပေါ့အဲ့ဆိုဆီကတော့ p နဲ့ q နဲ့ဆိုပြီးတော့နှစ်နေရာဖြစ်သွားတယ်အဲ့ complex number တစ်လုံးနှလုံးကိုဆီကပေါင်းခြင်းတယ်ပေါင်းခြင်းတော့နော်ကြည့်ကြည့်အောင်နော် complex number နှလုံးပေါင်းတော့ z1 နဲ့ z2 နဲ့ကိုပေါင်းလိုက်တာပေါင်းလိုက်တော့ 2+3i နဲ့ 2-i ကိုဆီကတော့ပေါင်းတာပေါင်းတော့ဒီ reagent ဆီကတော့ပေါင်းလိုက်တယ်2နဲ့2နဲ့ပြီးရင်တော့ imaginary unit ချင်းပေါင်းလိုက်တယ် 3i နဲ့ negative i နဲ့เนาะအဲ့တော့ဘာဖြစ်လဲဆိုတော့4 2i ဆိုပြီးဆရာတို့ထွက်သွားတာပေါ့เนาะအဲ့ဒီထွက်သွားတယ်ဆိုတော့အကြောင်းအရင်းကလည်းပဲအဲနည်းနည်းလေးထည့်ပြောလိုက်အောင်နော်သူ့ကိုဆရာတော့ vector ပုံစံနဲ့ဆရာတော့စဉ်းစားမယ်ဆိုလို့ရှိရင်နော်အခုဒီမှာဆိုရင်ဆရာတော့ origin o ရှိနေတယ်ပေါ့ကွာဒါ origin o ရှိနေမယ်ဒီမှာ o ရှိနေမယ်ဆိုတော့ op နဲ့ oq နဲ့ဒါ op နော်ဒါ oq ဒါ vector form နဲ့ဆိုစဉ်းစားမယ်ဆိုရင် OP နဲ့ OQ နဲ့ဒီနှစ်ခုပေါင်းမယ်ဆိုရင်ဆရာတို့က triangle root တွေတုံးလို့ရတယ် parallelogram root တွေတုံးလို့ရတယ်အဲ့တော့ဒီဟာ vector တွေနဲ့စဉ်းစားမယ်ဆိုရင်ဒီ OQ ဆိုတဲ့ vector ကြီးကိုဆရာဒီကိုရွှေ့လိုက်မယ်အဲအဲ့တော့ဆရာတို့ဘလော့ဖြစ်သွားလဲဆိုတဲ့အခါကျတော့ဒီ OP ဆိုတဲ့ vector 2 3 2 3သူ့ column vector နဲ့စဉ်းစားမယ်ဆိုရင်เนาะ2 3 4 edilo ပြီးွားရဲ့ဒီအနီအောင် vector လေးအခုဒီရွှေ့လိုက်ရဲ့ vector လေးအဲ့ဒါလေးရဲ့2 negative 1 2 negative 1ဆိုတော့အဲ့ column vector နှစ်ခုဆီကိုစဉ်းစားမယ်ဆိုတော့4တွေဘာနဲ့ရမယ်ဆိုတော့2နဲ့ရမယ်ဟုတ်တယ်လားအခုလဲဒီမှာလေး4 2 i ဆိုတာဒါကိုပြောတာပေါ့နော်အဲ့ဒါဆရာကတော့နော်အဲ general form အဲငါနေပြီးတော့ audible form ပြောင်းနေနေရမှာဒီ complex နှလုံးပေါင်းသွားတယ်ဆိုတဲ့ကိစ္စကိုဆရာကဒါအပူဆောင်ထည့်ပြောသွားတာ နော်အကြည့်ရှုသူအနေနဲ့အဲ့အပူဆောင်ထည့်ပြောသွားတာကိုခေါင်းထဲကခဏဖယ်ထုတ်လိုက်လေရတယ်ဒါနောက်ပိုင်းညကြမှာဆရာတို့နော်အဲတိချာအသေးစိတ်ပေါ့နော် analysis လုပ်ပြီးပြောတဲ့အပိုင်းနေတယ်နောက်ထပ် video တွေမှာလာမှာပါဆိုတော့ okay အဲ့တော့ဆရာတို့ဒီမှာအနှစ်ချုပ်အနေနဲ့ဆရာတို့မှတ်မယ်ဆိုလို့ရှိရင် x1 y1i ဒါ complex number တစ်လုံး x2 y2i နောက်ထပ် complex number တစ်လုံးအဲ့နှလုံးကိုပေါင်းပြီးဆိုရင်သူရဲ့ reagent x1 x2 ပေါင်းတဲ့ imaginary gen y1 y2 ပေါင်းလိုက်တယ် ိုင်ကတော့ပုံထုတ်ထားတာပေါ့ right အဲ့တော့ဆရာတို့ဒီမှာဒီအားလေးတစ်ခုကိုဆရာတို့မှတ်သားထားဖို့လိုတယ် equality ဆိုတာက x1 comma y1 equal to x2 comma y2 အဲ့ဆို x1 နဲ့ x2 နဲ့တူတယ် y1 နဲ့ y2 တော်တယ်ဒါ equality ကိုပြောတာဒါယင်းထဲမှာတိန်းသားမှာအခုဒီ video ကြည့်နေယင်းထဲမှာတိန်းသားမှာဆိုတာဒီဒီ order ပဲ formula ရာ complex တန်မှာတလုံးကိုကိုစားပြူရတယ်လို့ယင်းထဲမှာတိန်းသားပဲဟုတ်ပြီပေါင်းမယ် x1 comma y1 နဲ့ x2 comma y2 နဲ့ပေါင်းတယ်ဆိုတာ complex number နှလုံးကိုပေါင်းတာ x1 x2 ပေါင်းမယ် y1 y2 ပေါင်းမယ်သူ့နေရာနဲ့သူပေါင်းသွားတယ်เนาะပြီး product product တော့နည်းနည်းလေးအဲဟိုမှတ်ထားဖို့လိုတယ် x1 y1 နဲ့ x2 y2 complex number နှလုံးမြောက်တာပေါ့မြောက်တော့သူက x1 x2 အဲ့နှလုံးမြောက်တယ် y1 y2 နှလုံးမြောက်မျိုးတူတဲ့နှလုံးစီသူကမြောက်တယ် ax ချင်းမြောက်လိုက်တယ် y1 ချင်းမြောက်ပြီးသူကနှုတ်တယ် တခါမျိုးမတူတာကြီးမြောက်မယ် x1 နဲ့ y2 နဲ့မြောက်မယ်ပြီးရင် y1 နဲ့ x2 နဲ့မြောက်မယ်အမျိုးတွေမြောက်နေတော့သူပေါင်းတယ်မျိုးတူတာကြီးမြောက်နေတော့နှုတ်တယ်နော်အဲ့လေးကိုဆရာတော့ x1 နဲ့ဒီမှာ x1 နဲ့ x2 နဲ့မြောက်တယ် y1 နဲ့ y2 နဲ့မြောက်ဒါမျိုးတူတယ်အဲ့ဆိုဆရာဒီမှာနှုတ်တယ် minus ဟုတ်ပြီဒီတခါဆရာတော့မျိုးမတူတာဆရာတို့မြောက်ကြည့်မယ်နော်မျိုးမတူတာကြာဘာဘာလဲမြောက်ဆို x1 နဲ့ y2 နဲ့မြောက်မယ်အဲ့ဒီမှာ ပြီးနောက်တစ်ခုက y1 နဲ့ h2 နဲ့မျှောက်မယ်အပြောင်နဲ့ဆက်ပြလိုက်တယ်တွေ့လားเนาะအဲ့အဲ့ကြောင့်ဆရာဒီမှာပေါင်းတယ်အဲ့ဒါလေးဆရာတို့မှတ်ထားဖို့လိုတယ်အဲ့တော့ဆရာဒီမှာတစ်ခါတစ်ခါဆက်ပြီးတော့ဆရာရေးလိုက်မယ်เนาะဆိုကြပါစို့ x, 0နဲ့ y, 0နဲ့ဆရာတို့ပေါင်းရမယ်ပေါင်းရမယ်ဟေးဆိုလို့ရှိရင်အရှိရှိချင်းဆရာတို့ပေါင်းလိုက်တဲ့ခါကျတော့ x + y ဖြစ်တာပေါ့ p ကောမှာအနောက်နောက်ချင်းပေါင်းလိုက်တော့0ဖြစ်တယ် x plus y ကောမှာ0ရတာပေါ့ right နောက်တစ်ခု x ကောမှာ0နဲ့အဲ y ကောမှာ0နဲ့ဒီလိုမျိုးဆရာတို့မျှောက်တယ်အဲ့ဒါဆရာတို့ကဒီ order pair form ကနေပြီးတော့ရေးထားတာ complex number တွေကိုကိုစားပြုတယ်လို့ရင်းထဲမှာအမြင်နဲ့လိုက်ပြီးတော့ပုံဖော်နေရမယ်အဲ့တော့ဆရာတို့ကဒီနှလုံးမျှောက်တယ်ဆိုလို့ရှိရင်ကဲဟုတ်ပြီဒီ x နဲ့ y နဲ့ဆရာတို့ကဒီဒီကတူတာချင်းဒီကောင်မျှောက်လိုက်ပါဦးเนาะ x နဲ့ y နဲ့မျှောက်မယ်ဆိုတော့ xy ပြီး minus ဒီလိုဒီလိုတူတိုင်းမျှောက်မယ်ဆိုတော့0နဲ့0နဲ့မျှောက်မယ်ဆိုလို့ရှိရင်0ဖြစ်သွားတာပေါ့နော်ပြီး comma ကဲဒီတစ်ခါဆရာတို့က x နဲ့0နဲ့မျှောက်မယ်0ပြီး plus 0နဲ့ y နဲ့မျှောက်မယ်အဲ့ဒါလည်း0ပဲအဲ့တော့ဆရာတို့ဒါ or a for နဲ့ရေးမယ်ဆိုတော့ quinza quinbe တွေကြံခဲ့လို့မရဘူး equal to နောက်ဆုံးဖြစ်ပါဖြစ်သွားဆိုတော့ xy, 0ဖြစ်သွားတယ်။ဟုတ်ပြီနော်ဒါလေးတွေဆရာတို့က အဲချဲ့ပြီးတော့ဆရာလေးလာပြီးမှတ်သားရလို့ရတာလေးတွေရှိတယ်နော်ကဲနောက်တဲ့တစ်ခုဆရာကြည့်ကြည့်အောင်အဲ့ဒါပါလဲဆိုတော့ real numbers မှာ x ဆိုလို့ရှိရင် complex number မှာ x, 0 real number မှာ y ဆိုရင် y, 0 real number မှာ p ဆိုရင် p, 0အဲဒါလေးတွေနော်အဲ့ဒါလေးတွေဆရာတို့သိဖို့လိုတယ်ပြီးနောက်တစ်ခုက x နဲ့ y နဲ့ပေါင်းတယ်ဆိုတာ x, 0နဲ့ y, 0နဲ့ပေါင်းတာ x နဲ့ y နဲ့မြောက်တယ်ဆိုတာ x, 0နဲ့ y, 0နဲ့မြောက်တာ သူက complex numbers တို့ဒီမှာရေးထားတဲ့ form နေကိုလုံးကပါလဲဆိုတော့ order pair form နေနော်အဲ့တော့ဆရာတို့ကသူ့ကိုနည်းနည်းလေးအဲဒီမှာချက်ချက်ထွေပြီးတော့ဆရာတို့နည်းနည်းလေးရေးကြည့်အောင်နော်ဥပမာဆိုကြပါစို့0.1နဲ့အဲ0.1နဲ့ဒီနှစ်ခုဆရာတို့မြှောက်လိုက်တယ်ဆိုရင်ဘာရမလဲပေါ့00မြောက်တယ်0 -11 မြောက်တယ်1 comma ဒီခါ0နဲ့1နဲ့မြောက်ရင်1 +1 အော်0နဲ့1နဲ့မြောက်ရင်0 plus ဒီခါလေးဒီလို1နဲ့0နဲ့မျှတော့ဒီဒီလိုမျှောက်တယ်ပြီးဒီလိုမျှောက်တယ်အဲ့ဒါလေ0ဆိုတော့ဘာရမလဲဆိုတော့ is equal to -1, 0ဆိုတဲ့ဖြေရတယ် right အဲ့တော့ i ကနော် i is equal to ဆရာတို့က i is equal to ဘာလို့သတ်မှတ်ထားလဲဆိုတော့0,1လို့ဆရာတို့သတ်မှတ်ထားတယ် i ကို0,1လို့သတ်မှတ်ထားတယ်အဲ့တော့ဆရာတို့ i square i square ဆိုရင်ဆရာတို့ဘာဖြစ်မလဲ0,1 0,1နဲ့ဆိုတော့0,1နဲ့မြောက်ကြည့်ရမှာပေါ့ right is equal to အဲ့တော့ဆရာက0,1နဲ့0,1နဲ့နောက်ဆုံးမြောက်လိုက်ရတဲ့အဖြေက1-1,0ဖြစ်တယ်ဆိုတော့ဒီမှာဆရာကကြိုတွက်ပြီးသားအဲ့တော့အဲ့ဒီအဖြေဒီပါလဲဆိုတော့ negative 1 i ကိုဆရာတို့ကဒီလို square တင်နေဆိုလို့ရှိရင်သူ့ရဲ့အဖြေဒီ negative 1ဖြစ်လို့ဆိုတော့ဆရာတို့ကတက်တည်ပြနိုင်တာပေါ့ဒီနေရာမှာပြီးတော့နောက်တစ်ခု x + yi x + yi ဆိုရင် equal to သူက x ကြတော့ဆိုတော့ x ကောမှာ0ပေါ့နော်ပြီး plus y နဲ့ i နဲ့မြောက်တယ်ဆိုတော့ y ကလည်း y ကောမှာ0ပြီး i ကလည်းဗာလဲဆိုတော့ i ကဆိုဒီမှာနော်0ကောမှာ1ဆိုတဲ့ကောင်နော်အဲ0ကောမှာ1ဆိုတဲ့ကောင်အဲ့လိုထည့်လိုက်တယ်အဲ့ကောင်ဆိုတော့ဆက်ရှင်းကြည့်မယ်ဆက်ရှင်းကြည့်မှာဒီကောင် x ကောမှာ0 plus နောက်ကနှစ်ကောင်ပဲဆိုတော့မြောက်အောင်ပါ y နဲ့0နဲ့မြောက်ရင်0 minus နော်0နဲ့1နဲ့မြောက်ရင်0အဲ့ဒီလိုလာမယ်ပြီးကောမှာ ကဝိုင်းနဲ့ဝိုင်းနဲ့မြောက်ဝိုင်း plus 0နဲ့0နဲ့မြောက်0အဲ့ဒီလိုလာမယ်ပြီး equal to x, 0ပြီး plus 0, y ပြီးဆရာတို့ကဒီနှစ်ခုကိုဒဲပေါင်းလိုက်တော့ x, y ဖြစ်သွားတယ်တွေ့လားအဲ့တော့ဆရာတို့က x plus y i ဆိုတာဒီနော် complex number form ဒီနော် general form ဒီ order pair form နဲ့ရေးရင် x, y ဆိုတဲ့ထွက်တယ်ဆိုတော့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လှည့်ပတ်ပြီးဆရာတို့တက်တည်ပြလို့ရတယ်။ Okay အဲ့တော့အဲ့ဒါကိုတည်သွားပြီဆရာတို့ဒီပုံစံလေးကိုဆရာတို့တွေ့ကြည့်ရအောင်။ဒီပုံစံလေးကိုဆရာတို့တွေ့မယ်ဆိုတော့ဆရာတို့เนาะ digital whiteboard ပေါ်မှာဆရာဒါလေးကိုဆရာရေးချစ်ပြီးတော့ဆရာတွေ့မယ်။ဆိုတော့ဒီမှာဆရာတို့ပုံစံလေးရှိမယ်။ပုံစံလေးရှိမယ်ဆိုတော့ဘေးနာကတော့ဒါကြည့်ရှုသူအနေနဲ့ပြန်မှတ်မိအောင်လို့ formula လေးတွေပြန်ရေးပေးတာ။ Okay အဲ့ဒါဆိုဆရာတို့ number 1လေးကိုဆရာတို့တွေ့ကြည့်အောင်เนาะ number 1နံပါတ်1က 2, 5ပြီးရင် negative 1.0 plus 1.0 be 5.1เนาะโอเคสรุป equal to เสียรู้ by sorry ဒီမှာเนเนလေးย้วยသွားတယ်5.1ဟုတ်ပြီအဲ့တော့ဒီနှစ်ခုမြောက်ရတယ်ဒီနှစ်ခုမြောက်တော့ x is j မြောက်တယ်ဆိုရင် negative 2 p a minus လာမယ် y y ကြီးမြောက်တော့ negative 5နဲ့0နဲ့မြောက်တယ်ဆိုတော့ negative 5ပဲအာ sorry 0ပဲအ နောက်ပြီး comma ပြီးဆရာကဒီလိုမြောက်မယ်ဆိုတော့0 +ဒီလိုမြောက်မယ်5ပေါ့ဒါအရှိရာတကွင်းအတွက်ဟုတ်ပြီ+အနောက်ကတကွင်းအတွက်ဆရာတို့ရေးကြည့်မယ်เนาะ1နဲ့5နဲ့မြောက်ရင်5 1နဲ့0နဲ့မြောက်ရင်0 comma ပြီးဆရာတို့က1နဲ့1နဲ့မြောက်1 0နဲ့5နဲ့မြောက်ရင်0အဲ့ဒီလိုရှိတယ် is equal to ဒီကောင်ကဘာလာမလဲဆိုတော့ -2 comma 5 plus ဒီကောင်ကဘာလာမလဲ 5,1 is equal to 3,6ဆိုတဲ့အဖြေဆရာတို့ရမယ်။နော်ဒါဒီဒီ operation မှာဒီဒီဒီအပေါင်းမှာဒီဆရာတို့ဒီအဖြေရတယ်ပေါ့။အဲ့ဒါကိုမှဆရာတို့ကအဲ complex number အနေနဲ့ဆရာတို့ပြောင်းမယ်ဆိုရောဘယ်လို ပြောင်းလို့ရမလဲ။ဘယ်လိုပြောင်းလို့ရမလဲဆိုတော့ဒီ 2, -5 ဆိုတာတကယ်တော့2 -5i ကို ပြောတာ general form မှာ။ နော်ပြီးသွားရေဆရာတို့က negative 1 comma 0ဆိုတာဘာကိုပြောတာလဲပေါ့ negative 1 0i ဒါဒီလိုပဲရေးလိုက်နော်ပြီး plus 1 comma 0ကကြတော့1ပေါ့1 0i 1ပဲဆရာရေးလိုက်မယ်ပြီးနောက်တစ်ခုကကြတော့5 1i ဒီလို i ဆိုတော့အဲ့ဒါကိုဆရာတို့က negative 1နဲ့ဝင်မြောက်ရင် negative 2 positive 5i ပြီး plus ဒီကောင်က 5 plus i မဲရမယ်။ဆိုတော့အဲ့ကောင်ဆရာရှင်းမယ်ဆိုရင် negative 2နဲ့5နဲ့ရှင်းတော့3 5i နဲ့ i နဲ့ပေါင်းရတော့ 6i plus 6i ဟုတ်ပြီအဲ့3 plus 6i ဆိုတာ3ကောမှာ6ပဲပေါ့ဒီအဖြေပဲပေါ့ right အဲ့တော့ b ကိုဇာတို့ကနံပါတ်2ကိုတော့ကြည့်ရှုနေတဲ့ကိုရိုင်းတွေ့ကြည့်စီခြင်း ਨੇ ဇာဒီနေ့ div ကိုဒီမှာပဲရက်လိုက်မယ်နောက်ထပ် v ရောမှာတော့ comp complex operators operation ညောင်းဆရာပြောမယ်အဲ့တော့ပြောတဲ့ခါကျရင် real နဲ့ real လောက်ထုတ်လို့နီးနေမတူတဲ့เนาะကိစ္စရလေးတွေဆရာထည့်ပြောမှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုစောင့်ကြည့်စေခြင်းနဲ့ okay see you